မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရင်းနှီးမြန်မာသားဖန်နှီးစကားပြောဆိုနှီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုလေးလာတင် जा ပြတ်တာနေတာဖြစ်ပါလေရှင်ဒီနေ့တော့နဝင်မာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့မခရမင်းသားကြီးရဲ့အထုပ်ပတ်တီလေးအကြောင်းကိုလေ့လာသွားမှာဖြစ်ပါတယ် ဒီမက္ခရာမင်းသားကြီးအကြောင်းကိုရေးထားတာကတော့ဆရာကြီးဇေယျအနေပြီးတော့ရေးထားတာဖြစ်ပါတယ်။ဒီမက္ခရာမင်းသားကြီးအကြောင်းအထုပ်ပတ်တီးကိုလေ့လာကြည့်မယ်ဆိုရင်အဓိကအချက်ကလေးတွေကိုလေ့လာမှာဖြစ်ပါတယ်။အဲ့ဒါကတော့မက္ခရာမင်းသားကြီးဟာ အလောင်းတရားကြီးရဲ့မြေးတော်ထီးနှံမျိုးရိုးဖြစ်တယ်။ မင်းသားတစ်ပါးဖြစ်ပေမဲ့တိုင်းပြည်ရေးကိုစွန်းစွန်းတမန်ဆောင်ရွက်ခဲ့တဲ့သူဖြစ်တယ်။တိုင်းပြည်တိုးတက်ရေးကိုသာ ရှေ့ရှုခဲ့တယ်။မက္ခရမင်းသားကြီးဟာ အနောက်နိုင်ငံသားတွေနဲ့နှစ်ဖူးတွေ့ဒူးတွေ့ဆုံရတဲ့ဆုံရတဲ့အခါမှာအနောက်နိုင်ငံသားတွေနဲ့ပခုံးချင်းရှင်နိုင်အောင်မြန်မာနိုင်ငံသားတို့ရဲ့တိုးတက်မှုကိုကြိုးပမ်းရှာကြံခဲ့တယ်။နိုင်ငံတော်ရဲ့အကျိုးကို သူတစ်ပါးထက် ပေါင်းမြအောင်မြင်စွာစောင်းနိုင်ခဲ့တဲ့သူ ဖြစ်တဲ့အနောက်နိုင်ငံခေတ်သစ်ပညာအတန်းစာပေဘူးတုတ္တတွေကိုကာကြီးရနေအအထိစုပေါင်းပြုစုထားတဲ့ဆယ်စုံကျမ်းကြီးကိုဘာသာပြန်ဆိုခဲ့တဲ့အင်္ဂလိပ်မြန်မာအပိဓာန်ကြီးကို ပြုစုခဲ့တဲ့သူလည်းဖြစ်တယ်။မခရမင်းသားကြီးဟာမြို့ချစ်စိတ်ရှိတဲ့မင်းသားတစ်ပါးဖြစ်တယ်ဆိုတဲ့အဓိကအချက်တွေကိုလေ့လာရမှာဖြစ်ပါတယ်။ ကဲဒါဆိုရင်မက္ခယာမင်းသားကြီးရဲ့အကြောင်းကိုဖတ်ကြည့်အောင်မက္ခယာမင်းသားကြီးသည်အမရပူရာပထမမြို့တီပဒုံမင်းတရားကြီးနှင့်ဒုတိယမြောက်နန်းမိဖုရားသီရိမဟာယရနာဒေဝီတို့မှတက္ကရေ1153ခုနှစ်တွင်ဖွားမြင်တော်မူသောတားတော်ဖြစ်သည်ငဲမီမောင်ပြိုးပွဲတော်မင်းရဲ့ကျော်စွာ ဖြစ်၍မခရာမြို့ဗန်းကြီးတိုင်များကိုကံကြွေးခံရသည်တက်ကရစ်1230ပြည့်နှင့်တက်တော်59နှစ်တွင်ကံတော်ကုန်သည်မခရာမင်းသားကြီးသည် ခမည်းတော်ဗဒုံမင်းတရားကြီးလက်ထက်တော်၌တိုင်းရည်ပြည်မတော်၌ပင် တိုင်းရည်ပြည်မှုအစုစုတို့တွင်ပါဝင်ပါဝင်ထမ်းရွက်သည်ဖြင့်အစဉ်အဆက်ချင်းမြှောက်စားတော်မူခြင်းခံရသည့်အပြင် တူတော်များဖြစ်သည်ဗာကြီးတော်ဖရာလက်ထက်အာယာဝရီမင်းလက်ထက်တို့၌လည်းဥယီတော်မင်းသားကြီးထာနန္ဒရ၌မင်းဧကရိနှင့်မင်းညီမင်းသားမှုမတ်သေနာပတိတိုင်းသားပြည်သူ ရှင်လူအပေါင်းတို့၏ယိုသည်လေးစားခြင်းကို ခံရပေသည်တပားမင်းသားများနှင့်အတူနန်းတော်အတွင် အာနာလူမှုများ၌ပါဝင်မည်ဆိုသော ပါဝင်ခွင့်ရှိတော်လဲ မခရမင်းသားကြီးသည်နိုင်ငံရေးအရှုပ်အထွေအာဏာလုမှုများ၌မပါမပါမဝင်နိုင်ငံတော်အကျိုးတိုင်းသူပြည်သားများအကျိုးသာမျှော်ကိုးလျက်ကြီးပွားရာကြီးပွားကြောင်းတိုးတက်ရာ တိုးတက်ကြောင်းတို့ကိုကြံဆောင်လစ်လာမှု၌သာလင်ပျော်ပိုက်သည့်ဖြင့်ထိုစဉ်ကနိုင်ငံရေးအရှုပ်အထွေးများ၌မင်းညီမင်းသားမှုမတ်တေနာပတိတို့ကန့်ညီပါဝင်ရင်းရင်ပြည့်စည်ကြတော်လဲ မေခရာမင်းသားကြီးမူကထိုသို့သောအေးဘေးအန်နရယ်တို့နှင့်ကင်းလူကင်းလျက်ကံကုန်သည် အထိမယိမ်းမယိုင်ခိုင်မြဲခိုင်တည်မြဲကလေးသည်ဘာကြီးတော်ဖရာလက်ထက်ပထမအင်္ဂလိပ်မြန်မာစစ်၌မြန်မာလူမျိုးတို့အေးမလဆုံးရှုံးရ၍ရန်နဘိုးရွာတွင်အညံ့ခံစာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုပြီးနောက် အင်္ဂလိပ်တို့အားစစ်ရောချင်းငွေဒဂရီပေးလိုက်ရသည်တွင်မြမနန်းတော်အင်းဝမြို့ရှိအချို့အချို့သော မင်းကြီးမင်းသားမှုမက်တေနာပတိတို့မှအိပ်ပျော်နေရာမှ နိုးလာပြီးတကဲ့သို့ခေတ္တကြီးနှင့် ရင်ဆိုင်တိုးနေသည်ကို တွေ့ရလေသည်မြမနိုင်ငံတော်တို့အနောက်နိုင်ငံသားတို့ပေါက်ရောက်လာကြသည်မှာထိုခေတ်မှတောင်မဟုတ် လွန်ခဲ့သောနှစ်ပေါင်း300ကျော်400ကပင် ပေါက်ရောက်လာခဲ့ကြပေသည်သို့သောထိုခေတ်ကအနောက်နိုင်ငံသားတို့မှမြန်မာနိုင်ငံသားတို့ထက်ထူးထူးကဲကဲပုံမူတိုးတက်ခြင်းမရှိသေးသဖြင့်မြန်မာနိုင်ငံသားတို့ကဂရုမပြုကြချေသို့သောပါတီတော်ဖျားလက်ထက်လောက်တွင်မူကအနောက်နိုင်ငံသားတို့မှခေတ်သစ်ထဲသို့ ကောင်းကောင်းကြီးရောက်နေပြီဖြစ်၍အဆဆအရာရာတွင်မရှင်နိုင်လောက်အောင် တိုးတက်နေသည်ကို တွေးကြရလေသည် ထိုအခါမက်ခရမင်းသားကြီးကဲ့သို့အမျောအမြင်ကြီးသောမြန်မာကြီးများကမြန်မာနိုင်ငံသားတို့မှယခုနှဖူးတွေ့ဒူးတွေ့တွေ့နေကြရသောအနောက်နိုင်ငံသားတို့နှင့် ရှင်လျင်ခေနောက်များစွာကြာရောက်နေသည်အနောက်နိုင်ငံသားတို့နှင့်ပခုံးချင်းရှင်လျက် ခင်းနှင့်ရေမောင်တန်းမတက်နိုင်လျင်၎င်းတို့အတွေ့မြုံလင့်ပွဲမရှိရှေရေးမကောင်းတနည်းနည်းလွတ်လပ်ရင်လက်လွတ်လျက်သူတပားခြေဘွားအောက်သို့ရောက်ကြတော့မည်အရေးကိုမြင်သဖြင့်မြန်မာနိုင်ငံသားတို့၏တိုးတက်မှုကိုကြိုးပမ်းရှာကြံကြလေသည် ဤသို့ရှာကြံကြရာ ကြသူများတွင်မခရမင်းသားကြီးသည် တက်ဦးကခြိတက်သူဖြစ်လေသည်နန်းဆန်လျက်ရှိသော တူတော်တာယာဝရီမင်းဤယုံကြည်လေးစားခြင်း ခံရသူလွတ်တော်မင်းသားကြီးတပါဖြစ်သည်ဖြင့်မခရမင်းသားကြီးမှနိုင်ငံတော်အကျိုးကို သူတပါထက်ပေါ့ရောက်အောင်မြင်စွာဆောင်ရွက်နိုင်သော အခွင့်ရှိလေသည်ထို့သောအခွင့်အရေးရှိသည့်နှင့်လျော်စွာ ရန်နိုဘိုစာချုပ်အရအင်းဝနေပြည်တော်သို့ လာရောက်ကြသောအင်္ဂလိပ်အရေးပိုင်တန်အရာရှိများစစ်ဗိုလ်များသူနာပြုဆရာများကုံသင်များနှင့် တွေ့ဆုံနှီးနှော့အယောတဝင် ပြု၍အနောက်နိုင်ငံ၌တိုးတက်နေသောခေတ်သစ်ပညာဘူတုတများကိုစုံစမ်းရှာမိလေသည်ဤသို့သောသူများတွင် အထူးသဖြင့်အင်းဝနေပြည်တော်သို့ တက်ရောက်၍ နန်းတော်အတွင်ဝင်ထွက်ခါးစားနေသော အင်္ဂလိပ်ကုံသည်အက်ဒဝတ်လိန်ဆိုသူနှင့် အထူးပင်တပ်ပါရဖြစ်ပြီးလျင်မက်ခရာမင်းသားကြီးအလိုရှိရာတို့ကိုအက်ဒဝတ်လိန်ကနိုင်ငံသားမှ ယူဆောင်ပေးလိရှိသည်သို့သောအက်ဒဝတ်လိန်ယူဆောင်ပေးသောပစ္စည်းများတွင်အနောက်နိုင်ငံခေတ်သစ်ပညာအတတ် စာပေဘူးတုတများကိုကာတိမအအထိစူပေါင်းပြုစုထားသောဆွေစုံချမ်းကြီးပါဝင်လာရာမက္ခရာမင်းသားကြီးသည် ထိုချမ်းကြီးကိုအကျိုးအာနိသင်များကို မြင်သဖြင့်ထိုချမ်းကြီးကိုမြမပါသာပြန်ဆို ရေးသား၍ငါတို့အမျိုးသားတို့လက်ထဲသို့ထည့်ပေးရပါမူကခင်နောက်ကြ၍နေကြသောအမျိုးသားတို့သည် အနောက်နိုင်ငံသားတို့နှင့်တန်းတူခင်နှင့်ရင်မောင်တန်းလိုက်နိုင်ကြ လက်မိတကားဟုနှလုံးသွင်းလျက်ထိုကျမ်းကြီးကို လေ့လာကျက်စားနိုင်ရန်မိမိကိုယ်တိုင် အင်္ဂလိပ်စာကို သင်ယူပြီးလျှင်အက်ဒဝတ်လိန်အကူအညီဖြင့်ကောင်းနိုးရာရာအခန်းအပိုက်များကိုဘာသာမြန်မာဘာသာ ပြန်ဆိုရေးသားလေသည်သို့သောအဆိုပါဆွဲဆောင်ကျမ်းကြီးမှာ စာအုပ်ရေ45အထိသာ ရှိသည့်ဖြစ်၍နှစ်ပေါင်းများစွာပြန်ဆိုမှပြည့်စည်မည်ဖြစ်ရာ ထိုအတော်အတွင်မြန်မာလူမျိုးတို့အင်္ဂလိပ်စာတက်မြောက်၍ကိုယ်တိုင်လေ့လာ နိုင်စိန်သောငါအက်ဒဝတ်လိန်အားအင်္ဂလိပ်အပိဒံကိုမြန်မာဘာသာသို့ဥစွာပြန်ဆိုရေးသားစေ၍ မြမာပိုင်းကိုမင်းသားကြီးကိုယ်တိုင်တေချာဆိတ်ဆက်စွာ ပြင်ဆင်ပြီးလျင်အင်္ဂလိပ်တက်ကရက်1841ခုနှစ်တွင်ကလကတားမြို့ရှိ သာသနာပြု စာပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေစေလေသည်အင်းဤအင်္ဂလိပ်မြမာအဘိတန်ကြီးစီရင်ရေးသားထုတ်ဝေခြင်းဤရွေချက်ကိုမက္ခရာမင်းသားကြီးကိုယ်တိုင်မြမာပါတာဖြင့်စီရင်ရေးသားသောဏိဒန်း၌ ဘုသူတကို အလိုရှိသောမြန်မာလူမျိုးတို့အားအင်္ဂလိပ်ဘာသာကိုမြန်မာဘာသာအားဖြင့်နားလည်သိမြင်ခြင်းအကျိုးငှာမက်ခရမင်းသားကြီးကသင်းမကပီတန်လင်ကိုအင်္ဂလိပ်အဘိဓမ္မရှိသည့်အတိုင်းမြန်မာဘာသာမှန်ကန်အောင်ပြန်ဆိုပါဆို၍မြန်မာတက်ကရ1195ခုနှစ် အင်္ဂလိပ်သက်ကိုရစ်1833ခုနှစ်မှစပြီးပြန်ဆိုရေးသားသည်ပြန်ဆိုအပ်သောအင်္ဂလိပ်အပိဒံဒီကအင်္ဂလိပ်အခရာကိုဖတ်နိုင်ကမျှတင်ဖတ်နိုင်ကမျှတင်ပြီး၍ရှင်းနောက်စကားကြည့်ရှုမှတ်သားပြီးလျင်ထိုအပိဒံကို အပိဒံစာကို အမိပြု၍အင်္ဂလိပ်ပညာစာ55မှစ၍ အင်္ဂလိပ်စာတို့ကိုမြန်မာဘာသာအဖြစ်သိမြင်နားလည်နိုင်ရာရှိသည်ဟု၍ပြဆိုမှာကြားထားလေသည်မခရမင်းသားကြီးသည်မြမအမျိုးသားတို့ခေတ္တပညာဘူဒ္ဓတိုးတက်ရေးအတွက်ဤမျစ조사ခဲ့တော်လဲလက်မွန်ပထမကျန်စီရသူဖြစ်သောကြောင့်အင်္ဂလိပ်မြမအဘိဒန္တာပြီးမြောက်၍ပညာဆွဲဆောင်ကျမ်းကြီးကိုဘာသာပြန်ဆိုရေးသားခြင်းမူကပုံရည်အနှဲငယ်သာ စတင်ပြန်ဆိုနိုင်၍အပြီးတန်ရောက်ပေါင်းမြောက်အောင်မူကမဆောင်ရွက်ခဲ့နိုင်ချေအပြီးတန်ကြီးမှမူဒီမိုင်းစိုက်ကြီးဖြင့် ပုံနှဲ့၍စာမျက်နှာတက်မှ468အထိအတော်ပင် ကျယ်ဝင်းလေသည်မခရမင်းသားကြီး၏လက်ရာစာအုပ်ကြီးကိုယခုတိုင်မျက်မြင်ထင်ရှားတွေ့ရပေသေးသည်ဒါကတော့မခရမင်းသားကြီးရဲ့အထုပ်ပတ်တီး ကိုရေးထားတာဖြစ်ပါတယ်ရေးသားတဲ့သူကတော့ဇေယဖြစ်ပြီးတော့20ရာစုမှာ ရေးသားခဲ့တာဖြစ်ပါတယ်ကဲဒီမှာတော့ခက်စစ်အဖွင့်အလုံးစဲလုံးကိုတွေ့ရမှာဖြစ်ပါတယ်ပထမဦးဆုံးကံကြွေးကံကြွေဆိုတာကတော့ထောက်ပံပေးကံသောပစ္စည်းရိတ်ခါနောက်တစ်ခုကជីပွားជីပွားဆိုတာအခြေအနေတိုးတက်သောကောင်းစားသောနောက်တစ်ခုကတိုးတက် တိုးတန်းဆိုတာပွားများလာသည်စီပင်ထွန်းကားလာသည်နောက်တစ်ခုကဒီမိုင်းဒီမိုင်းဆိုတာအလျား22နှစ်ပိုင်းတစ်ပိုင်းလက်မအနန်း18နှစ်ပိုင်းတစ်ပိုင်းလက်မရှိတဲ့စက်ကူအရွယ်ကိုဒီမိုင်းလို့ခေါ်ပါတယ်နောက်တစ်ခုကပေါင်းမြောက်ပေါင်းမြောက်ဆိုတာနှံ့ဆန်ဝင်ဆန့်သည် ခရီးတွင်သည်နောက်တစ်ခုကမူးမတ်မူးမတ်ဆိုတာရှင်ဘရင်ဤအတိုင်းမင်ကန်ပုတ်ကိုနောက်တစ်ခုကလက်မွန်လက်မွန်ဆိုတာရှဲဦးရှဲပြနောက်တစ်ခုကလွတ်တော်လွတ်တော်ဆိုတာဘရင်နှင့်ဝင်ကြီးများတိုင်းမီကိစ္စအဝဝကို တိုင်းမင်ဆောင်ရွက်ရာအဆောက်အအုံအဆောက်အုံနဲ့နံပါတ်6ဟာတေနာပတိ တေနာပတိရတော့စစ်သူကြီးကိုခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကတော့တပ်ပါယတပ်ပါယဆိုတာကတော့တင့်လျော်တယောက်ပတ်ချင်းဆိုတဲ့အတိဘယ်အတိဘယ်ရှိတာဖြစ်ပါတယ်ကဲဒါလေးကတော့နံဝင်မာတန်းမြန်မာသာဖက်စာမှာပါဝင်တဲ့เนาะ မက်ခရာမင်းသားကြီးရဲ့အထုပ်ပတ်ဒီအကြောင်းလေးကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်